ရေးတော့အမှန်ဖတ်တော့အတန်းဆိုတဲ့အတိုင်းခေါ်ကြရတဲ့မြို့စမ်းတဲ့နာမည်ဖြစ်စိတ်ဝင်စားကြတဲ့မြို့ဒေတာအတွက်ဂုံယူရမယ်ထုတ်ကုန်တစ်ခုထုတ်လုပ်နိုင်တဲ့ဒေတာအဖြစ်မျက်နှာပန်းလှတဲ့မြို့ယူရတဲ့လက်ထက်ကအမွေနှစ်ကိုဆက်ပြီးတော့လောရတာလာရင်အတင်းတင်းတွေ့ဖို့ရဲ့ချက်ပြုတ်ထားတာပွေးပွေး မြားလာပါတယ်သွွွင့်ရဲ့ချင်းအတင်ပြေကားရင်ငပင်းကစုပ်ကိုအချော်နဲ့အတုပ်ခွဲလို့ကပိရင်လေးမွေမွေရဲ့တញင်းသီးနဲ့တို့စီပွဲဒေဦးဆိုတဲ့အရာဟာမိသားစုတွေမြိန်ဆက်စွာတုံးဆောင်နိုင်မှုအတွက်ကျမတို့အိမ်ရှင်မတွေချက်ပြုတ်ကြော်လွန်ရမှာ မဖြစ်မနေအသုံးပြုကြရတဲ့မိဖို့ကြောင့်သုံးဖြစ်စေတဲ့ဖြစ်ပါတယ်။ခေငောင်းတစ်ခွက်ဖြစ်ဖို့အတွက်ဟိုးဘိုးဘွားရဲ့လက်ထက်ကဆလို့ဒီကနေ့ဒီတိုင်းအိမ်တိုင်းရဲ့မိဖို့ကမ်းမှာ သူမရှိရင်မဖြစ်တာကတော့တကယ်အမှန်တရားတစ်ခုပဲမဟုတ်ပါလားရှင်။ဒီတော့မိဖို့ကြောင့်လည်းကပြိုင်ဆက်မပေါ်ဇက်လိုက်ကျော်ဖြစ်တဲ့ဒေဦးတလုံးရဲ့ဇာတိရှိရာမျိုးဒေဦးတဦး ဘလို့ဖြစ်လာတယ်ဆိုတာကိုသိဖို့တွားရောက်ခါလေ့လာကြည့်ကြရအောင်လားရှင်။တဝင်းလှူရှားနေတဲ့ဒီလုပ်ငန်းခွင်ကတော့ပဲခူးတိုင်းဒေသကြီးကဝမြို့နယ်တပြုတ်ကျေးရွာကဒေဥရီပြုလုပ်တဲ့လုပ်ငန်းခွင်ပါပဲ။စမှုလက်မှုရွာကလေးလို့တင်စားနိုင်ပြီးတရွာလုံးနီးပါးဒီလုပ်ငန်းကိုလုပ်ကိုင်ကြတာလည်းဖြစ်ပါလိမ့်။ဆိုင်ယူတဲ့လုပ်ငန်းဒေရိုးကြက်ပေါင်းလုံးကိုထုတ်တယ် ုံညမ်းနေပါလေကတော့ရန်ကုန်ကဝယ်ရတာပေါ့ရန်ကုန်ကအဆင့်ဆင့်ပေါ့ငါးဆင့်လောက်ပြီးမှပစ္စည်းတစ်ခုကဖြစ်တယ်အချောလို့ပို့ပါကြတော့မန္တလေးတို့နေပြည်တော်တို့ပဲခူးတို့ရန်ကုန်တို့ပို့ရတာပေါ့ဒီကတော့ကျွန်တော်တို့ကုံညမ်းဝယ်ရတာတော့ဆော့ဝါးကြီးကိုရန်ကုန်မြို့ပါပေါ့တရက်ကိုကျွန်တော်တို့လုပ်ငန်းကောင်းလို့ရှိရင်ကြက်ပေါင်းလို့ဆိုရင်၅မျိုးလောက်ထုံးတယ်ဒဲဆိုရင်၈မျိုးလောက်ထုံးတယ်ဒဲကြတော့ကျွန်တော်တို့ကဘယ်လိုစိုက်တယ်လဲဆိုတော့ လက်မ20ကနေပြီးတော့လက်မ20အောက်အသေးဆုံးထိထုံတယ်ကျွန်တော်သွားဝယ်လာတဲ့ကုန်ချမ်းလေးဆိုတော့တန်လေးပါတယ်သူမိကြီးတွေပါတယ်လေလုံဘူးပောက်တက်တဲ့ဟာလေးတွေပါတယ်အဲ့လားလေးတွေကိုယူဝယ်ရတယ်ကျွန်တော်ယူဝယ်လာပြီးတော့မှဒီရောက်မှ3မျိုး4မျိုးလောက်ဆက်ပြီးမှဒီတယ်ဦးကလောင်းလို့ရတယ်အဲ့ဝယ်ရတဲ့ပစ္စည်းတွေကိုလောင်းလို့မရအပြော့ပါမယ်နေလားမပြော့မှမှပစ္စည်းပါမယ်အဲ့လားမှဆိုရင်ရောင်းစားလေးအဲ့လို လောင်းမှသာဒီပစ္စည်းထွက်တာဒါမျိုးဆိုရင်အဲ့လောင်းတဲ့နေရာမှာထိရောက်မှုမရှိဘူးဆိုရင်ကျွန်တော်တို့ဒီလိုချောလိုက်တဲ့နေရာဒီလိုချောတဲ့ဟာမျိုးကြရင်အဆင်မပြေတော့အကွယ်ရောအကွက်ဆိုဆက်နေထိုးတယ်။ဒါဒီလုပ်ငန်းကတော့ထိထိရောက်တော့ကျွန်တော်မြန်မာနိုင်ငံတနေနိုင်ငံလုံးမှာဆိုဒီတပြည့်ဝတရားလောက်ပဲဒီလုပ်ငန်းကိုမျိုးဗလာလက်ဆင့်ကမ်းလေးတက်တက်ပြီးတော့လုပ်ရတာ ပစ္စည်းရှိတယ်မရဘူးတက်ထုရှိတယ်မရဘူးဒီပညာတွေပါမှရဒီဘဝတရားတွေပညာပါတယ်ဒီမိဘတွေဘိုးဘွားတွေကပေးဝါလို့ဒီပညာတွေတက်ခါပါကြမောင်ပြန်လာရင်ဒေဦးပြုတ်လုံးမဲ့ကုံချမ်းကတော့ဝယ်ယူထားတဲ့တန်တူတန်ဆာတွေပါပဲ။တန်စင်ပြီးသားတန်တူတန်ဆာတတ်ထုစတာတွေကိုတော့အပူပေးတာအရေးဖြောကြရပါလိမ့်။ အရင်ကတန်ကျွတွေနဲ့သာပြုလုပ်ခဲ့ကြပေမဲ့လည်းအခုချိန်မှာတော့ပေါ်ပါတဲ့တတ္ထုတွေနဲ့အစားထိုးကပြုလုပ်ကြတယ်လို့လည်းသိရှိရပါတယ်။ဒေအိုတလုံးပုံလောင်းမှုအတွက်ပထမဆုံးအိုးရဲ့အရွယ်အစားတိုင်းပြုလုပ်ထားတဲ့လေးတော်မှုအတွင်းသို့မြေမှုနဲ့အနူစားသဲတို့ပါဝင်တဲ့သိမ်းမြေကိုဒေအိုတအိုးမောက်ရဲ့အနေအတိုင်းမုံမောက်စွာထည့်ပေးကြရပါတယ်။ အောက်ခြေသိမ်းမြည်နဲ့အိုးမျက်နှာပြင်ကြားလေမခိုစေဖို့ညီညာတဲ့မျက်နှာပြင်ဖြစ်ဖို့မှန်ကန်တဲ့အတိုင်းဖြစ်ဖို့ဓာရီအတွက်ကိုလည်းဒုတ်ချောင်းငယ်လေးနဲ့ထုပါထုပါလှုပ်ပေးကြရပါသေးတယ်။ဒီနေရာမှာတန်ရီဘူးလောင်းထည့်လို့ရမယ်အပေါက်ငယ်လေးတစ်ခုကိုလည်းခြံထားကြရပြန်ပါလိမ့်။အိုးတလုံးပုံစံအဖြစ် ပုံစံတကျသိမ်းမြည်မာသွားစေဖို့ကိုတော့အချိန်တစ်ခုထားပေးကြရပါလိမ့်။ တ်မှတ်အချိန်တစ်ခုရောက်ချိန်မှာတော့ပုံစံပြုထားတဲ့ဒေဝူးကိုပြန်လည်ထုတ်ယူရပါတယ်ဒေဝူးတလုံးအဖြစ်သုံးလောင်းဖို့အတွက်အလျေကြီးကြီးမီးဖို့အတွက်မှအရေးပျော်နေတဲ့သတ္တုရေတွေကိုသဲပေါက်ကနေတဆင့်ဖြည်းဖြည်းချင်းလောင်းထည့်နေကြပါပြီပုံပြည့်တဲ့အထိ အမြင်မပြတ်လောင်းထက်ရတာမျိုးဖြစ်ပြီးပုံစံဘလောက်မို့တဲ့တတုအရေးပြည့်ကသဲဘော်ကိုတတုအညာတက်လာတဲ့အခါမှသာအရေးလောင်းတာကိုရက်ဆိုင်ရတာဖြစ်ပါလေသိန်းအတွင်းကတတုရည်ရီအေးခဲသွားချိန်မှာတော့ဖုံးအောင်ထားတဲ့သိန်းများကိုဖိတ်ထုတ်ခါဘေးပက်လေပေါင်းတွေကိုခွာထုတ်ပြီးလိုက်ချိန်ဒေဦးကျန်းတစ်ခုကိုရရှိပါပြီ။ ဈေးဦးအနားသားတွေချောမှုသွားစီဖို့ကိုတော့ဒစည်းထိုးကြရပါတယ်ဒါပြင်ဒေဦးမျက်နှာပြင်တွေညင်ညာချောင်းဝေစေဖို့ကိုလည်းစက်ပေါ်ကိုတင်ကလေပက်စေပြီး လုံသားတူကဂျင်းနဲ့အချောတဲ့အနေနဲ့လိုက်ကြရပြန်ပါလေ။မညင်ညာတဲ့အပူဇာတွေတစ်ဖြက်ဖြက်နဲ့လွင့်စင်ပြီးတစ်ပြေးပြေးနဲ့ ချောမှုသွားတဲ့မျက်နှာပြင်အရောက်မှာတော့ရောင်းတန်းဝင်ကျမတို့တွေအသုံးပြုနေတဲ့ဒေအိုးတစ်လုံးရဲ့အနေကိုထုတ်လုပ်နိုင်ပြီပဲဖြစ်ပါတယ်တတူကတော့ဘာပစ္စည်းလာလားကားပစ္စည်းစံငယ်ပစ္စည်းလိုလိုရတဲ့ပစ္စည်းမှန်တယ်များတတူနဲ့လိုလိုရတဲ့ပစ္စည်းမှန်တယ်များဒီရောထွက်တော့များဒီစံငယ်ချက်ပေါင်ဆိုရင်ကျွန်တော်တို့ဆိုရင်တရက်ကို10မျိုးလောက်ထွက်တယ်ဒေအိုးလည်းထွက်ပါတယ်50မျိုးကတော့ ဒါမှရောအားနဲ့ထောအားနဲ့ဆိုရင်သူအချိန်လေးကောင်းတဲ့အချိန်ဆိုရင်တော့လူသမားလေးနေတယ်တလားဆိုရင်ဝင်ငွေလေးလည်းမစိုးဘူးကျွန်တော်တို့လည်းမနာတွန်းဆိုတပလဲဝင်လေဒီဘာမှာပဲဒီပညာတက်တာဘေးဝသားကိုလာပြီးတော့ဒီကောင်ပညာသင်မယ်ဆိုရင်အနည်းလေးတစ်နှစ်ခွတစ်နှစ်တော့သင်ရတယ်ပညာစိုးအောင်ဆိုရင်မောင်ပြန်လာရင်ကဝမြို့နယ်တပြုတ်ကျေးရွာမှာတန်တတုကိုအခြေပြုတဲ့ မီယုပလာလုပ်ငန်းများကိုလက်ဆင့်ကမ်းထိန်းသိမ်းလုပ်ပိုင်းရင်အခုချိန်မှာတော့တံမိုးမြင့်ထုတ်ကုန်ဖြစ်ကားပစ္စည်းဆိုင်ကယ်ပစ္စည်းစပိန်ပစ္စည်းတံမိုးမြင့်ထုတ်ကုန်အမျိုးစုံတွေကိုထုတ်လုပ်နိုင်ပြီမို့ဂုဏ်ယူစရာကောင်းပါပါတယ်ဝယ်လက်ကြတော့ကျွန်တော်တို့ကမန္တလေးရနေပြီးတော့လဲပို့တယ်မော်လမြိုင်ရန်ကုန်စော်ဝါကြီးကိုအဲ့ဒီတော့ပို့တယ် သူ့ကိုတတ်မယ်အခုလိုချင်းင်းလုံးကြတော့လဲအခုကျွန်တော်တို့ပို့တဲ့ဆိုင်ကြီးကပဲပြန်ယူပြီးတော့သူ့ကိုပြန်တတ်ပို့ရတယ်ကျွန်တော်တို့အကြမ်းထုတ်တော့ဈေးကွက်ထဲကိုရောက်ဖို့လည်းတော်တော်ကြိုးစားတယ်တရက်စစ်ဒေဝူတွေဒေနီတွေအဲ့ဒါတွေနဲ့ဝင်တော့တရက်စစ်ရှိတဲ့နေရာတွေကြတော့ကျွန်တော်တို့ဒေဝူတွေကြတော့တိတ်မသုံးဘူးဒါတွေကတရက်စစ်မရှိတဲ့နေရာတွေလာသုံးတယ်တစင်းကျွတ်တစော်မုန်းပေါ့အဲအဲ့ချိန်တွေကတော့ဒါကထိန်ပွဲတွေဆိုတော့ရောင်းရရက်တွေပေါ့လူရစရောက်ရင်အထမ်းသမားတွေနဲ့ဗာတွေနဲ့ပွဲစည်းတွေနဲ့ဗာတွေဆိုရင် ကုံသွားပြီဒီ OD ကမျိုးဖော်တာလုပ်ငန်းကတော့ကျွန်တော်တို့ကတော့မပြောက်စင်ချင်လို့မြို့ဝတွေကလွှဲပြီးဝါလိုက်ဟာကိုကိုယ်ထင်းသိရတာပေါ့ထင်းသိရတော့ဆက်ပြီးတော့အမြဲတမ်းပဲဒီလုံးနဲ့ပဲတမူးရောင်းပြုချင်တာမောင်ပြန်လာရင်တင်းတင်းတွေ့ဖို့ရဲ့ပြပြုတ်ထားတာပွေးဝဲအိမ်ရှင်မတွေရဲ့မိဖို့ကြောင့်မှခေကာလာအလိုက်ပြည့်စစ်တဲ့ဦးတွေအနေနဲ့အများဝင်ရောက်လာပေမဲ့မိယိုးကလာတဲ့ဦးကိုလုံးဝလက်လွတ်လို့မရနိုင်အောင် သုံးဆွဲနေကြရတာကတော့ပြည်ပထုတ်ကုန်ကိုကောင်းကောင်းရှင်နိုင်တဲ့တပြုရွာကပြည်ရင်းပြည်ဒေဝူတွေရဲ့အည်သွေးကောင်းတွေကို မြင်သာစွာမိမောင်းထုတ်ပြနေတာပဲမဟုတ်ပါလားရှင်။ဒါကြောင့်မို့ပဲခူးတိုင်းဒေသကြီးကဝမြို့နယ်တပြုရွာကထွက်တဲ့ပြည်ရင်းပြည်ဒေဝူတွေနဲ့အရသာရှိတဲ့ဟင်းလျာတွေကိုချက်ပြုတ်ခါမိသားစုဝင်တွေအတွက်ချစ်ချင်းပြည့်တဲ့မြစ်ကြအာဟာရတွေဖြည့်တင်းပေးနိုင်မှုနဲ့ ျော်ရွှင်စရာကောင်းတဲ့မိသားစုထမင်းဝိုင်းလေးဖြစ်စေဖို့မှတ်တမ်းပြုရိုက်ကူးတင်ဆက်လိုက်ပါတယ်ရှင်။တင်းရင်းလေးနဲ့တူစီပွဲမောင်အမောပြေချောတမင်းချစ်ပြုတ်ထားပါတယ်။